မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ AP လ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုထောင်မသည့်နေအိမ်သို့ပြောင်းရွှေ့ပေးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်မသည့်နေပြည်တော်မှာရှိတဲ့သူမရဲ့နေအိမ်ကို AP လ16ရက်နေ့မနက်မှာရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်တယ်လို့နေပြည်တော်မှာရှိတဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အသေးစိတ်ကိုမပြောပြတော့လဲ မနက်ကသူ့အိမ်တန်ရှင်းရေးအပြီးမှာရွှေပြောင်းခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုချုံနောင်ထားရာထောင်တွေကနေပြီးတော့နေအိမ်ကိုရွှေပြောင်းထားလိုက်ကြောင်းကိုမီဒီယာတွေကသတင်းတွေဖော်ပြပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကလည်း VOA မြန်မာပိုင်းကိုအတီးပြုပြောဆိုခဲ့တယ်လို့သိရပါဗျ။စစ်အာဏာမသိရင်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာနေပြည်တော်ဇဗူတိရီမြို့နယ်မြာနန်းဘုံသာလန်ချမ်းမတ် A33 တို့မှာနေထိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာဏာသိမ်းတဲ့အခါမှာနေအိမ်ကိုစစ်သားများကလာရောက်ဖမ်းဆီးခဲ့ပြီးတော့ပြုတ်ဝတ်တဲ့နေရာတစ်ခုကိုရွှေ့ထားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့နေပြည်တော်အချုပ်ထောင်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။သမရဦးဝင်းမြင့်ကိုလည်းတောင်ကိုထောင်မှသည်နေပြည်တော်မှာရှိတဲ့အိမ်ကိုချွေပြောင်းထားလိုက်တယ်လို့သိရပါဗျ နှစ်ဆန်းတရက်နေမှာနိုင်ငံရေးအကျဉ်းသားများလူငယ်ချမ်းသာခွင့်နဲ့အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုလွှတ်ပေးခြင်းတွေလုပ်လိမ့်မယ်လို့သတင်းအရင်းမြစ်တချို့ကပြောပြထားပါတယ်။လွတ်မြောက်လာမယ်လို့ပြောတဲ့သူတွေထဲမှာ NLD ရဲ့နိုင်ရကတအုပ်ဖြစ်ကဒေါန်ဆန်းစုကြည်ရဲ့လူယုံတအုပ်ဖြစ်တဲ့ဦးဝင်းထိန်လဲပါဝင်တယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားများရဲ့အမှုများကိုလိုက်ပါဆောင်ရွက်ပေးနေကြတဲ့ရှိနေတဲ့တောင်မှအခုလိုမျိုးနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနဲ့ပတ်သက်ပြီးတော့မသိရှိနိုင်သေးဘူးလို့ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်တစ်ခုကတော့ဒေါန်ဆန်းစုကြည်ကိုတွေးဆောင်ခွင့်ရဖို့အတွက်တရုတ်နိုင်ငံတန်အမတ်ကတောင်းဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်ကန်ညာနာယုံ ဖော့ကန်ရက်ကွက်လိုင်တာမျိုးမှာရဲစခန်းနဲ့ဗဟန်းမြို့နယ်အပအဝင်ရန်ကုန်မြို့ရဲ့နေရာ၄နေရာမှာမနေ့ကနဲ့ဒီကနေ့မနက်ပိုင်းမှာဘုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်ငါးထိပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံလိုင်တာယာမြို့မှာရဲစခန်းအတွင်းကိုလက်ပစ်ဘုံးနဲ့ပစ်ဖောက်ကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒက်ရှယ်တို့ UG အဖွဲ့ကရဲဘော်ပန်တာကသတင်းပေးဖို့ပြောဆိုလာပါတယ်။ April 16ရက်နေ့ည9:00နာရီခွဲအချိန်ကန်ကလှိုင်သာမြို့နယ်ငားထိပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံလှိုင်သာယာမြို့မှာရဲစခန်းအတွင်းကိုဒက်ရှယ်တို့အဖွဲ့ရဲ့ Urban Freedom စစ်စင်ရေးအဖြစ်နဲ့လက်ပစ်ဘုံနဲ့ပစ်ဖောက်ကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လှိုင်သာယာရဲစခန်းထဲကိုလက်ပစ်ဘုံပစ်သွင်းခဲ့တယ်၊ဘုံကွဲတယ်လို့ရဲဘော်ပန်တာကပြောဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲစစ်သားတွေထိခိုက်သေးဆုံးခြင်းမရှိသေးပဲ။ မရှင်ဆောင်ရွက်ခဲ့တယ်ပြည်သူ့ကာကွယ်ရေးဘော်တွေကတော့နေရက်ကိုဘေးကင်းစွာပြန်လည်ရောက်ရှိနေပြီလို့သိရပါတယ်အလားတူပဲမနေ့က AP လ16ရက်နေ့ညနေ9:30မိနစ်အချိန်မှာရန်ကုန်တိုင်းအင်းစိန်မြို့နယ်စစ်ကောင်စီရဲ့စီးပွားရေးတောက်တိုင်ဖြစ်တဲ့ကာညာနာကားလိုင်းစင်ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Together Urban Force အဖွဲ့ကပြောဆိုခဲ့ပါတယ်ဒါအပြင်ဒီကနေ့မနက်7:55မိနစ်အချိန်မှာရန်ကုန်တိုင်းအင်းစိန်မြို့နယ်ဖော့ကန်ရက်ကွက်အနီးမှာ၎င်းဒီကနေ့မနက်7:55မိနစ်အချိန်မှာဗဟန်းမြို့နယ်ရန်ကင်းမြို့နယ်အဆက် ရန်ကုန်ပြည်ထရေးဝင်ကြီးရုံးမှ၎င်းဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောဆိုခဲ့ပါတယ်။ရန်ကင်းဇေနာကဘုံကွဲတံကိုဒီနေ့မနက်၈နာရီလောက်ကကြားလိုက်ရတယ်။အတန်တော့တော်တော်ကျယ်တယ်လူထိခိုက်မှုတော့မရှိတော့ဘူး။အတန်မိုင်းထင်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့အနောက်တောင်ဘက်တိုက်ပွဲမှာစေကောင်စီဘက်က10ဦးသေဆုံးပြီးတော့လက်နက်3လက်နဲ့မော်တော်ယာဉ်တစ်စီးကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစီဆိုင်မြို့နယ်တနေရမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ PNL တို့ကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စီဆိုင်မြို့နယ်အနောက်တောင်ဘက်တနေရမှာဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က10ဦးထက်မနည်းတေဆုံးခဲ့တာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့ပြောဆိုခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလက်နက်ငယ်3လက်နဲ့မော်တော်ယာဉ်တစ်စီးကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရှမ်းပြည်နယ်စီဆိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအမတ900ခွန်နဲ့ခမရ900ကိုတရရင်တို့ကဗိုလ်ကြီးဝေလင်းမောင်နဲ့ စစ်ဘုံအောင်ကျော်ထွန်းအပါဝင်စစ်သား15ဦးသေဆုံးခဲ့တယ်လို့ PNL ကပြောဆိုထားပါတယ်။ AP လ15ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့အမတ900ခွန်တပ်ရင်းနဲ့ခမရ900ကိုတပ်ရင်းတို့ကဘူကြီးဝေလင်းမောင်စစ်ဘုံအောင်ကျော်ထွန်းနဲ့ ဒုတက်ချက်အောင်မျိုးထုံးအပါဝင် စစ်သား73ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင် AP လ14ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိ71ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့နှစ်ဦးဟာအောင်ပန်းဂရင်း900ဆေးရုံမှာတေဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူတီတောင်မြို့မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးအောင်တောင်းရွှေရဲ့နေအိမ်နဲ့ရုံးအပါဝင်ရခိုင်လူမျိုးများရဲ့နေအိမ်90ခန့်မိရှုခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဲ့ဒီအိမ်တွေကိုအေပီလ14ရက်နေ့မွန်လွဲပိုင်းမှာစစ်ကောင်စီကစစ်တင်တန်းပေးထားတဲ့မွဆလင်အစွန်းရောက်တချို့ကမိရှို့ခဲ့ခြင်းဖြစ်တယ်လို့ဦးအောင်တောင်းရွှေကအတည်ပြုပြောကြားထားပါတယ်။ဦးအောင်တောင်းရွှေကို online ကနေတဆင့်ဆက်သွဲမေးမြန်းကြည့်ရမှာသူ့ရဲ့နေအိမ်နဲ့ရခိုင်အမျိုးသားပိုင်းအိမ်ကြီး90ခန့်မိရှို့ခံရခြင်းဟာဟုတ်မှန်ကြောင်းပြောကြားထားပါတယ်။သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်းဒီယုံနဲ့ဒီအိမ်ကိုမိရှို့ပြီးတော့ပြိုပြတ်သွားရင်ဒီလိုရက်တွေကတော့တမိုင်းမှတ်တမ်းပါပဲလို့ရေးသားထားတာကိုတွေ့ရပါတယ်။ဥအောင်တောင်းရွှေရဲ့အိမ်နဲ့ယုံဟာဘူးတီတောင်မြို့ အမတ်တရက်ကွာအနောက်ကွင်းမွတ်စလင်ကျေးရွာအနီးမှာတည်ရှိပြီးတော့သူ့ရဲ့နေအိမ်ကနေစတင်ပြီးမိရှုခဲ့ခြင်းဖြစ်ပြီးအမတ်၅ရက်ကွာရွှေကျင်ဖုံးတော်ကြီးကျောင်းအနီးမှာရှိတဲ့နေအိမ်တွေအားလုံးမှာမိတဲ့ပါသွားတယ်လို့သိရပါတယ်အခုမိရှုမှုကိုစစ်ကောင်စီကနောက်ွယ်ကနေကြိုးကင်နေပြီးတော့စစ်ကောင်စီကတင်နန်းပေးထားတဲ့မွတ်စလင်လက်နက်ကိုင်အစွန်းရောက်တွေကမိရှုခဲ့ခြင်းဖြစ်ကြောင်းကိုရခိုင်ဒေသအခြေစိုက် One Nation News အပါအဝင်တခြားသတင်းဌာနတွေကလည်းရေးသားဖော်ပြနေကြတာကိုတွေ့နေရပါတယ် ဦးအောင်ကောင်းရွှေဟာပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့နှစ်ကြိမ်တိုင်တိုင်အနိုင်ရထားသူဖြစ်ပြီးတော့စစ်ဘေးအန္တရာယ်ကိုစိုးရိမ်ပြီးတော့စစ်ဘေးရှောင်နေကြတဲ့အချိန်အခုလိုနေအိမ်မီးရှို့ခံရခြင်းဖြစ်တယ်လို့သိရပါတယ်။ဦးအောင်ကောင်းရွှေနေအိမ်မီးရှို့ခံရမှုဟာအေပီလ14ရက်နေ့ကဖြစ်ပြီးတော့ဘူးတီတောင်မြို့ပေါ်မှာမွတ်စလင်များကရခိုင်တပ်တော် AA အလို့မရှိကြောင်းတတိယအကြိမ်မြောက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။အရခတ်တတော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကအခုဘူးတီတောင်မှာဖြစ်ပေါ်နေတဲ့လောက်ရဟာ မွတ်စလင်များအားလုံးပူးပေါင်းလုကင်နေခြင်းမဟုတ်ကြောင်းနဲ့တမာတမတ်ရှိတဲ့မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့အမှန်တရားကိုပြောကြားပြီးတော့မွတ်စလင်အတိုင်းဝိုင်းကိုထိမ့်သိမ်းနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းကိုပြောဆိုခဲ့ပါတယ်မွတ်စလင်တွေအားလုံးစစ်ကောင်စီနဲ့ပူးပေါင်းတာတော့မဟုတ်ပါဘူး။တမာတမတ်ရှိတဲ့မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေအနေနဲ့အမှန်တရားကိုပြောပြီးတော့သူတို့ရဲ့မွတ်စလင်အတိုင်းဝိုင်းကိုထိမ့်သိမ်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောဆိုထားတာကိုတွေ့ရပါတယ်။အာရခတက်တော်အနေနဲ့အပြစ်မဲ့ပြည်သူများကိုလုံးဝအကာအကွယ်ပေးသွားမှာဖြစ်ပြီးတော့အပြစ်ရှိတဲ့သူတွေကိုတော့စစ်ကာလနဲ့အညီ လိုအပ်ရင်လိုအပ်သလိုပြက်ပြက်သားသားတုံ့ပြန်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကကချင်ပြည်နယ်ကိုရင်ရန်တရား73စီစံဘီလက်မြေနဲ့စောက်လို့ရေးတုံပစ္စည်းများကိုတည်ယူခွင့်ပိတ်ပင်ထားပြီးတော့ဖြက်လေးဖြက်စနစ်နဲ့ကုန်စီစည်းစိမ်မှုကိုတားဆီးဖြတ်တောက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလအတွင်းမှာစစ်ကောင်စီကထုတ်ပြန်လိုက်တဲ့ကျိုးဝက်ညွန်ကြားစာထဲမှာကချင်ပြည်နယ်အတွင်းကိုစက်ရင်ရန်တရာ တန်တတုပစ္စည်းများတဲ့ရင်ကတရာ73စီစံဘီလက်မြင်းနဲ့ဆောက်လွေ3ပစ္စည်းများတဲဆောင်သည့်ရင်များကိုတတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းခွင့်ပြုစာမူရင်းနဲ့သာတဲဆောင်ခွင့်ပြုထားတယ်လို့သိရပါဗါးအဲ့ဒီရင်တွေကိုသက်ဆိုင်ရာစစ်ဆေးဂိတ်တွေကစနစ်တကျတိုက်ဆိုင်စည်းစစ်ပြီးတော့ဖြတ်တန်းရောက်ရှိမှုအခြေအနေကိုအချိန်နဲ့တပြေးညီတင်ပြဖို့အတွက်ညွှန်ကြားထားတယ်လို့သိရပါဗါးခွင့်ပြုထားတဲ့ကာလကြောလွန်ဖြတ်တန်းမှာကတဲဆောင်ခွင့်မပြုဘဲဥပဒေနဲ့အညီဖမ်းဆီးအရေးယူဆောင်ရွက်သွားရန်မှတ်ပုံတင်ရင်လိုင်စင်ရှိမရှိစစ်ဆေးရန် အဲ့ဒီမော်တော်ယာဉ်များစစ်စေးရေးဂိမ်းများကိုဖြတ်တန်းလာပါကခရိုင်ရဲတပ်ဖွဲ့မူထံကိုခွင့်ပြုချက်ရယူပြီးတော့စေလွတ်ရန်ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးကိုတရင်ပို့တင်ပြရန်ညွှန်ကြားထားတယ်လို့သိရပါတယ်ကချင်ပြည်နယ်ဘက်မှာတော့စစ်ကောင်စီကဖြက်လေးဖြက်စနစ်နဲ့ရိတ်ခါ73စီရင်ရန်တရားတင်သွင်းမှုကိုဖြတ်တောက်ထားတယ်အဓိကကတော့ဒေသခံပြည်သူတွေနဲ့ KIA PDF တွေချိနဲ့သွားအောင်လုပ်တာလို့ရဲတရင်အရေးကြီးကပြောဆိုထားပါတယ်ခွင့်ပြုချက်မပါရှိတဲ့ကုန်တင်ရင်များကိုချက်ချင်းဖမ်းဆီးရန်နေ့စဉ်စစ်စေးရေးဂိမ်းများကိုဖြတ်တန်းနေတဲ့ရင်စရင်ကို ချက်ချင်းတင်ပြရန်စစ်ကောင်စီကပြုတ်ဝက်ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ